အပြူကြီးမှာမွေးစားထားတဲ့သားသမီးရှိရင်ကြံတဲ့မောင်နှမတွေကအမွေးဆက်ခံခွင့်ရှိပါသလားအလုံးမဲမင်္ဂလာပါကျမကတော့တရားလို့တော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်အပြူကြီးမှာမွေးစားထားတဲ့သားသမီးရှိရင်ကြံတဲ့မောင်နှမတွေကအမွေးဆက်ခံခွင့်ရှိသလားဆိုရင်တော့မြန်မာတလိထုံနဲ့ဥပဒေအရအပြူလူပြူကြီးတယောက်တည်ဆုံတဲ့အချိန်မှာသူ့မှာဓာတ်ရိုက်အမွေးဆက်ခံမဲ့သားသမီးမြင့်မြင့်တွေမရှိဘူးဆိုရင်တော့သူ့ရဲ့မောင်နှမတွေကအမွေးဆက်ခံခွင့်ရှိတာဖြစ်ပါတယ် မောင်နှမဆိုတဲ့နေရာမှာမောင်နေညီမတွေရှိရင်တော့အကိုတွေအမတွေကဆက်ခံခွင့်မရှိပါဘူးမောင်နေညီမတွေမရှိမှသာလျှင်အကိုတွေအမတွေကဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာအပြိုကြီးက သူ့မှာဒါရိုက်အမွေဆက်ခံတဲ့သူရှိမရှိဆိုတဲ့ဟာကိုတစ်ချက်ကြည့်ရမယ်ပေါ့နော်ဒီမှာမေးထားတဲ့မိကွန်းအရာအပြိုကြီးမှာမွေးစားထားတဲ့သားသမီးရှိရင်မောင်နှမတွေကဆက်ခံခွင့်ရှိသလားဆိုရင်တော့အပြိုကြီးမှာစာချုပ်စာတန်းနဲ့တရားဝင်စာချုပ်စာတန်းနဲ့မပုံတင်ပြီးတော့မှကိတိမသားသမီးအဖြစ်မွေးစားထားတဲ့သားသမီးရှိရယ်ဆိုရင်တော့ကျန်တဲ့မျိုးကိုမောင်နှမတွေကအမွေဆက်ခံခွင့်ရှိသလားဆိုရင်တော့အကြမ်းင်းအဖြစ်မရှိဘူးဆိုတာလေးကိုကျွန်မအကြမ်းင်းလေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးသားပြောရှင် na elipse base